အိန္ဒိယနဲ့ပါကစ္စတန်ကြားအပြစ်ခတ်ရစေးတဲ့ဘောတူညီမှုရရှိခဲ့တဲ့နောက်နှစ်နိုင်ငံကြားအဓိကပြဿနာ၃ခုဖြစ်တဲ့ကက်ရှမီးယားဒေသအရေးအကြမ်းဖက်မှုနဲ့အင်ဒူမြေကြီးစာချုပ်ကိစ္စတွေကိုဆွေးနွေးမယ်လို့ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးခါဝါဂျာအစစ်ကပြောကြားခဲ့ကြောင်း Indian Today ကဖော်ပြခဲ့ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်ကြားနေဇက်ဖြတ်ကျော် drone တိုက်ခိုက်မှုတွေဒုံးကျည်တိုက်ခိုက်မှုတွေနဲ့စစ်ရေးအရာ၄ရက်ကြာထိတ်တဲရင်ဆိုင်ခဲ့ပြီးနောက် အစစ်ဗျက်မက်ချက်စကားတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်ပါကစ္စတန်ကာကွယ်ဝင်ကြီးအစစ်ကအဲ့ဒီပြဿနာ၃ခုကအဓိကဆွေးနွေးရမယ့်အကြောင်းအရာတွေဖြစ်ပါတယ်အပြစ်ခတ်ရစေးကငင်းငင်းရေးစီဥတီတဲ့လမ်းကိုခင်းပေးနိုင်ခဲ့မယ်ဆိုရင်ဒါဟာလက်ခံကျူးဆူရမယ့်အခြေအနေဖြစ်ပါတယ်လို့ပြောပါတယ်အဲ့ဒီနောက်အပြစ်ခတ်ရစေးရဲ့ရလက်ကိုခံမှန်ဖို့အချိန်စောလုံးနေသေးတယ်လို့သူကပြောပါတယ် အိန္ဒိယပကြံရှိကက်ရှမီးယားဒေသမှာလူ26ဦးသေဆုံးခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုကိုလက်တုပ်ပြန်တဲ့အနေနဲ့အိန္ဒိယဟာပါကစ္စတန်ထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသဖုတ်တိုရှိနေဆက်ဒေသတချို့အကြမ်းဖက်အဖွဲ့တွေရဲ့အခြေခံအဆောက်အုံတွေကိုတိုက်ခိုက်ခဲ့ပါတယ်။အဲဒီနောက်နှစ်နိုင်ငံကြားစီးရီးတင်းမာမှုတွေအမြင့်တက်လာခဲ့တာပါ။ပါကစ္စတန်ကတော့မေလ10ရက်ကရရှိခဲ့တဲ့သဘောတူညီချက်ကိုအပြစ်ကတ်ရစီးရီးသဘောတူညီချက်လို့ရည်ညွှန်းပြောဆိုနေတယ်မှာအိန္ဒိယကတော့ရန်လိုမှုတွေကိုရပ်တန့်ဖို့အကန့်အသတ်ရှိတဲ့အနားလည်မှုလို့ပြောကြားခဲ့ပါတယ်။အချိန်တွေကုန်လာတာနဲ့အမျှငြင်းငြင်းရေးအတွက်အခွင့်အလမ်းတွေထွက်ပေါ်လာနိုင်ပါတယ်လို့ပါကစ္စတန်က ဝေးဝန်ကြီးအစစ်ကပြောပါရတယ်။အိန္ဒိယရဲ့ခေါင်းဆောင်တွေအနေနဲ့လည်းတနေ့နေ့မှာနိုင်ငံရေးအရာတွက်ချက်မှုတွေထပ်ကျော်လွန်ပြီးဒေသတွင်းတည်ငြိမ်ရေးကိုဦးစားပေးလိမ့်မယ်လို့မျှော်လင့်ရကြောင်းလည်းသူကပြောပါရတယ်။နှစ်နိုင်ငံကြားအပြန်အလှန်လေးစားမှုနဲ့တာဝန်ညီမျှမှုတို့အပေါ်အခြေခံပြီးငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်မှုဟာတောင်ဝါရှားရဲ့အနာဂတ်အတွက်အရေးကြီးကြောင်းပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့ပါရတယ်။